အင်အားဖြင့်စကိုင်းငလျင်ကြီးလောက်ခတ်မှုအပြီးအပြည့်စည်းတွေနဲ့ငလျင်ကြီးအချောင်းကိုလေ့လာနိုင်ဖို့ drone စာဗီလို့ခေါ်တဲ့ drone နဲ့အမှတ်တမ်းတင်အချက်လက်ကောက်ယူမဲ့ပုံစစ်ကောင်စီကလုံခြုံရေးအရာကန့်သက်တာရှိနေရလို့မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဋ္ဌဒေါက်တာစုံဟန်ရဲ့ပြောပြချက်အရာသိရပါတယ်။မေလ၁၀ရက်ကပြုလုပ်တဲ့မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းရဲ့ငလျင်ကြီးလောက်ခတ်မှုအပြီးနောက်ပိုင်းကနဦးလေ့လာတွေ့ရှိချက်များတင်ပြဆွေးနွေးပွဲမှာဒေါက်တာစုံဟန်ကအခုလိုပြောခဲ့တာပါ။မတ်လ၂၈ရက်ကလောက်ခတ်ခဲ့တဲ့ငလျင်ကြီးဟာ ပညာရေးအရာလေ့လာစရာတွေရှိပြီးငလျင်လုတ်ခတ်တဲ့အပိုင်းတွေကိုလေ့လာရမှာဖြစ်တာကြောင့် drone survey လုပ်နိုင်ခဲ့ရင်ငလျင်အကြောင်းကိုပိုပြီးသိရှိနိုင်မှာဖြစ်တယ်လို့ဒေါက်တာဆောင်ဟမ်ကပြောတာပါဖြစ်ပေါ်ခဲ့တဲ့ငလျင်လုတ်ခတ်တဲ့အပိုင်းတွေကိုလေ့လာရပါတယ်မပြောပြခင်တွေ့ရှိချက်အရဆက်ပြီးလုပ်ရမယ့်အပိုင်းတွေအများကြီးရှိပါတယ်ကျွန်တော်တို့လုပ်ချင်တာကတကယ်လို့များ drone survey လုပ်နိုင်ခဲ့ရင်တကယ်ကိုဖြစ်ပျက်ခဲ့တဲ့ငလျင်ချောင်းကိုတေစာသိနိုင်အောင်လုပ်နိုင်မှာဖြစ်တယ်လို့ဒေါက်တာဆောင်ကပြောပြပါရယ် ဒါပေမဲ့အာနာပန်တွေကတော့လွန်ကျုံရဲ့အရာခွင့်မပြုတဲ့နေရာတွေရှိနေရလို့ဒေါက်တာဆောင်းမကဆွေးနွေးပွဲမှာအသိပေးထားပါတယ်။ခွင့်မပြုတဲ့နေရာတွေကိုခြံထားပြီးခြံတဲ့နေရာတွေကို drone survey လုပ်နိုင်အောင်စူးစမ်းမယ်လို့လည်းဆိုပါတယ်။အဲ့ဒီအခြေအနေတွေအတွက်စကောင်စီကိုထပ်မံတင်ပြဆွေးနွေးမယ်လို့မြန်မာနိုင်ငံအင်ဂျင်နီယာအတင်းချောက်အကထဦးမောင်ထေးကလည်းဆွေးနွေးပွဲမှာအသိပေးထားပါတယ်။ drone နဲ့စတန်ကောက်ယူမဲ့အပေါ်စကောင်စီကခွင့်မပြုတာဟာစေယုံကျော်အခြေစိုက်တဲ့နေပြည်တော်ရဲ့ထိခိုက်ပျက်စီးမှုကို လူသိမခံကျန်တာကြောင့်ဖြစ်တယ်လို့မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းရဲ့ဆွေးနွေးပွဲကိုတက်ရောက်လာသူတို့က People's Spring ကိုအခုလိုပြောပြပါရယ်။တစ်ဖက်မှာလည်းငလျင်တန်တဲ့ဒေသတွေရဲ့တိခိုက်ပျက်စီးမှုတွေကိုတွားရောက်လေ့လာကြည့်ရှုခြင်းကြောင့်ပြည်တွင်းပြည်ပခီးသွားလုပ်ငန်းကိုအထောက်အကူဖြစ်စေနိုင်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါရယ်။စကိုင်းငလျင်ကြီးကြောင့်မြေလောပြတ်တော့အကွဲသွားတဲ့ပြည်ရွေကြောင့်ဟာကီလိုမီတာ900ကျော်ခန့်ရှည်လျားနိုင်ပြီးမြေလောအကွဲတဲ့အနက်ကလည်းနေရာအလိုက်အနည်းဆုံးတပေကနေပေ80ခန့်တိတွေ့ရတယ်လို့ ငလျင်ပြည့်ရွေကိုကွင်းစင်းလေ့လာခဲ့တဲ့ The Spirit of Brotherhood Mission DBSM အဖွဲ့ကပြောပြထားပါတယ်ရှင်။